ုတက်ဆက်ပေးမဲ့သတင်းကတော့ BNN နဲ့ Telegram သုံးဆက်ခွင့်ပိတ်ပင်တဲ့သတင်းဖြစ်ပါတယ်။ BNN အစိုးရဟာနိုင်ငံတွေးမှာဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Telegram ကို အသုံးပြုခွင့်ပြင်ပလိုက်တယ်လို့သိရပါဗျာ။ BNN နိုင်ငံတွင်းမှာ Telegram သုံးမှုသူတွေဟာမူရင်းစေဝါမောက်ကုန်မှုအပါအဝင်ရှားဆွေးမှုကျူးလွန်မှုတွေကို Telegram platform ပေါ်မှာလုဆောင်နေရလို့တရှိရတာကြောင့်အဲ့လိုလုဆောင်နေရလို့ယူဆရတဲ့ account တွေနဲ့ channel တွေကိုပိတ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ Telegram ဘက်ကမလိုက်နာခဲ့တာကြောင့် BNN အစိုးရက30ခွင့်ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ BNN နိုင်ငံတွင်းမှာအင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီတွေအားလုံးကို Telegram ကိုပြင်ထားဖို့အစိုးရကအမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံအတွင်းမှာအသုံးပြုနေတဲ့ Telegram Channel ကိုရောင်းချရာကျော်ဟာဇာဆွေးမှုတွေနဲ့ဆက်ဆက်နေရလို့ဗီယက်နမ်အစိုးရရဲ့သတင်းထုတ်ပြန်ချက်တွေမှာပါရှိခဲ့ပါတယ်။ဗီယက်နမ်နိုင်ငံဟာသတင်းမတွေဖျက်ဆီးမှုမလုပ်နိုင်ဖို့နဲ့နိုင်ငံတော်လုံခြုံရေးကိုမထိခိုက်စေဖို့အတွက်နိုင်ငံအတွင်းမှာဝန်ဆောင်မှုပေးနေတဲ့ဆိုရှယ်မီဒီယာတွေဘက်ကတုံ့ဆက်သူတွေရဲ့သတင်းအချက်အလက်တွေကိုအစိုးရကိုပေးဖို့နဲ့အစိုးရဘက်ကညွှန်ကြားတဲ့အတိုင်းနိုင်ငံဆောင်ရွက်ဖို့ဥပဒေပြဋ္ဌာန်းထားတဲ့နိုင်ငံဖြစ်တယ်လို့သိရပါရရှင်။ဒီသတင်းကိုတော့ရင်းစဲအောင်ကပေးပို့လာတာပါ။